စီမံချက်ကိုလိုချင်တဲ့အသေးနေဇန်နဝါရီမှာပေါင်း65တန်းနဲ့ရမယ်။ Ekrisport ကနေတင်ဆက်နေပါတယ်။ဘောမောက်တင်ရဲ့ကနာဒိုက်စင်မူအန်တိုနီစီမံညိုကတော့အခုဇန်နဝါရီပြောင်းရွှေ့ကနေစပြီးတော့စာချုပ်ဖြတ်သိမ်းကြီးကအသက်ဝင်လာမှာဖြစ်ပါတယ်။ဇန်နဝါရီလကနေစပြီးစီမံညိုရဲ့ပေါင်း65တန်းနဲ့စာချုပ်ဖြတ်သိမ်းကြီးကအကျုံးဝင်သွားမှာပါ။အသေးစိတ်ချက်လက်တွေရတော့စီမံညိုရဲ့စာချုပ်ဖြတ်သိမ်းကြီးကပေါင်တန်း60ဖြစ်ပြီးတော့အပေါ်စုကြီးပေါင်5တန်းပေါင်ဝင်ပါတယ်။ဒီစာချုပ်ကလာမယ့်ဇန်နဝါရီကနေစတင်ပြီးတော့အသက်ဝင်မှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လာမယ့်ဇန်နဝါရီ2026ကနေစတင်ပြီးစာချုပ်တန်ကြီးကရောကြသွားမယ်လို့သိရပါပြီ။ Bristol City တင်းဟာစီမံချုပ်ကိုပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီလတုန်းကပေါင်၁၀တန်းဝန်းကျင်နဲ့ပုံမှောက်တင်းစီကိုရောင်းချခဲ့ပြီးစီမံချုပ်ရဲ့အနာဂတ်ရောင်းရတဲ့ဝန်ငွေရဲ့20%ခန့်ကိုရရှိသွားဖို့ရှိနေပါပြီ။ Man City, Liverpool, Spurs နဲ့ Manchester United တဲ့တင်းတွေကစီမံချုပ်ကိုခေါ်ယူဖို့စိတ်ဝင်စားမှုတွေပြသထားခဲ့ပါပြီ။ကနာဒါရဲ့အားသာမှုတွေကတော့ပြေးအားတွေတွားရုံအားတွေပြင် Golden United ရဲ့ရည်ချင်းတွေလည်းရှိနေခဲ့ပါပြီ။ ။စီမံညိုကပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့တုန်းကပဲဘုံမောက်အတင်းနဲ့၅နှစ်တတန်းရှိတဲ့စာချုပ်တရတိုးခဲ့ပါသေးတယ်။နေရာဒီတုန်းကလည်းစီမံညိုကိုမေးမြန်းခဲ့တဲ့အသင်းတွေများခဲ့ပေမဲ့ပြောင်းရွှေ့ကတော့ဖြစ်ပေါ်မလာခဲ့ပါဘူး။စီမံညိုကလည်းဒီရာဒီမှာလည်းခြေစွမ်းကောင်းနေဆက်လက်ပြီးတော့ပြသတာထားနိုင်ကြပါရဲ့။စီမံညိုကဒီရာဒီပရီးမီးယားလိမှာတွင်ကို၆ကိုတီတွင်ယူထားပြီးပရီးမီးယားလိရဲ့တတိယအတွင်ကိုအများဆုံးကစားမဖြစ်ရည်တည်ထားနိုင်ခဲ့ပါရဲ့။ပြီးခဲ့တဲ့ရာဒီတုန်းကလည်းကာနာဒါကဘုံမောက်အတင်းအတွက်ပရီးမီးယားလိမှာ၁၀ကိုတွင်ယူပြီးတော့ငါးကိုဖန်တီးပြီးတော့ခြေစွမ်းပြထားခဲ့ပါရဲ့။ဘယ်တင်ကစီမံညိုရခွေသွားနိုင်မလဲဆိုတာစိတ်ဝင်စားစရာပါ။ ဒီကနေ့ရတင်ဆက်မှုကတော့လောက်ပါပြီနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရမြ